ဟယ်လိုအားလုံးပဲမင်္ဂလာပါဟုတ်ဒီတစ်ခါကျကျွန်တော်တို့ iframe တက်အကြောင်းလေးကျွန်တော်တို့မှာရောက်နေရောက်ပြီပေါ့နော်ဆိုတော့ iframe တက်ပေါ့ iframe တက်ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရဲ့ website ပေါ့ကျွန်တော်တို့ရဲ့ website အတွက်ဥပမာကျွန်တော်တို့ထားပါလို့ကျကျွန်တော်တို့ရဲ့ website ကိုကျွန်တော်ထားပါတော့ my website ဆိုပြီးကျွန်တော်ခေါင်းစဉ်တစ်ခုတက်လိုက်မယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ my website ဆိုတဲ့ခေါင်းစဉ်ကျွန်တော်တို့ခေါင်းစဉ်ရောက်လာအဲ့ကျွန်တော်တို့ရဲ့ website ထဲမှာနောက်ထပ် website တစ်ခုကိုကျွန်တော်ကထည့်လိုက်မယ်ထားပါတော့ကျွန်တော်တို့ရဲ့ website မှာဆို button တွေရှိမယ်ဟဲ့လား ပတ်တန်တွေရှိမယ်တပ်ပုံတွေရှိလိမ့်မယ်ဗျာဗီဒီယိုတွေရှိလိမ့်မယ်အမျိုးမျိုးရှိလိမ့်မယ်ဟုတ်လားဒါဆိုရင် p paragraph ပေါ့ဟုတ်လားဒီမှာ loi ရန် lora ဆိုပြီးတော့စတွေရှိလိမ့်မယ်ဗျာဒါကျွန်တော်တို့ website ကြီးပေါ့နော်အဲကျွန်တော်တို့ website ကြီးထဲမှာနောက်ထပ်ပေါ့နော် website တစ်ခုကိုပေါင်းဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့ဒီ website ထဲမှာနောက်ထပ် website တစ်ခုကိုသုံးလို့ရအောင်ပေါ့လောက်တာမျိုးပေါ့အဲ့ဒါဘယ်လိုလုပ်လဲဆို i frame ဆွဲဟာလေးရှိရယ် i f r a m e frame ဆွဲဟာလေးရှိရယ် ဆိုတော့ဒီမှာအဲ့ inference ဆိုလို့ရေးလိုက်မယ်ဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီမှာ SRC မှာစို့ပေါ့အဲ့စို့မှာကျွန်တော်ကကျွန်တော်ထည့်ခြင်းတဲ့ website ကိုထည့်လိုက်ဒီမှာဆိုကုတ်မယ်ကိုကျွန်တော်ထည့်ခြင်းရင်ဒီမှာကုတ်မယ်ကိုကျွန်တော်တို့က coffee ကုပြီးတော့အဲ့ဒီမှာကောက်ထည့်လိုက် Okay ကောက်ထည့်လိုက်မယ်ဆိုရင်စေ့လိုက်မယ်စေ့ပြီးတော့ကျွန်တော်တို့ဒီမှာချစ်ကြည့်လိုက်မယ်ဆိုဒီမှာကုတ်မယ်ဆိုတဲ့ဟာကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ website တည်းနဲ့လှမ်းသုံးလို့ရတယ်ကုတ်မယ်ကိုပေါ့နော်အဲ့ဒီမှာကုတ်မယ်ကနည်းနည်းကျင်းနေတယ်ကျင်းနေဆိုတော့ အဲအဲ့ဒီမှာ width width and height ကိုကျွန်တော်တတ်မှတ်လိုက်မှာ width ကို100%ပေါ့เนาะ100ရာခိုင်နှုန်းယူလိုက်မှာဒီမှာယူလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကုန်မယ်ယူကျွန်တော်တို့ရဲ့ website ထဲမှာတွေ့နေပြီပေါ့เนาะအဲဒီမှာ iframe ထဲမှာတွေ့နေရပါပြီเนาะ okay အဲအဲ့ဒါထက်ပေါ့နော် channel တခုခုပေါ့ကိုယ့်ရဲ့ website တခုကိုဒီ website ထဲမှာပေါင်းဖြစ်နေတာဆိုရင် airplane ကို300ရယ်ဆိုရရွေချက်ပေါ့အထူးကပြောချင်တာဝက်ပြီးတော့ height ကိုတက်မှတ်လိုက်မယ် height ကိုကြတော့ကျွန်တော်တို့က400ပေါ့နော်400 ph ဆိုပြစ်ကြည့်လိုက်မယ် okay ဒီမှာဆိုရင်ကိုယ့်မဲ့ website ကိုကျွန်တော်တို့ဒီမှာမြင်နေရပြီပေါ့နော်ဟုတ်ပြီလားအဲဒီမှာဆို login log out ပိုင်းတွေဒါအရေးအဆုံးမြင်နေရတယ်ဒါဆို cost တွေကြည့်တယ်ပေါ့အဲဒီမှာ ဒါကြာစုခြာဘားပိုင်းကြည့်မယ်ဆိုရင်ခြာဘားပေါ့နော်အဲဟုတ်ပြီဆိုတော့ကျွန်တော်ဒီကတော့ကုန်းမယ်ပေါ့နော်ကုန်းမယ်ကိုဒီမှာထည့်ထားတာပေါ့ကုန်းမယ်ကိုမထည့်ဘဲနဲ့ကျွန်တော်တို့ကဟောပေါ့ဟယ်လိုဟုတ်ကျွန်တော်တို့ကဒီဒူသီးစကူပေါ့နော်အဲ့အကောင့်ကိုထည့်ခြင်းလေအဲ့ဝက်ဘ်ဆိုက်ကိုထည့်ခြင်းလေရတယ်အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီ link ကိုအစားသွင်းလိုက်မယ်ပေါ့ဆိုတော့အဲ့ဒါကိုထည့်လိုက်မယ်ဆိုရင်အဲ့ဒီ website ကကျွန်တော်တို့ website ထဲမှာဒီဝင်ပြီးတော့လာမှာပေါ့နော် ဒီမှာဆိုရင်အဲ IP address အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးလို့ပြောနေတယ်။အဲ तू ကအထက်မခံတဲ့သဘောလားမသိဘူးနော်။ Okay ပါ။အဲ့တော့ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ထားပါဒါဆိုကုန်မယ်ပဲကျွန်တော်ပြန်ထည့်ကြည့်လိုက်မယ်နော်။ Okay ဒါဆိုကုန်မယ်ကိုပဲထည့်လိုက်မယ်။ အဲ့ဒီမှာဆိုလို့ရှိရင် okay ကောင်းမယ်ဟောအတော့အဲ့ဒါတတ်တာဗျအဲ့ဒီ i frame ရဲ့နောက်ပိုင်းလေးအဲ့ဒါတတ်တဲ့ပြဿနာလေးရှိလားလားမသိဘူး i virus no found နော်ကျွန်တော် internet 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 connection လွတ်နေရကျွန်တော်ပြန်ဆက်ပေးပါမယ် okay okay ဒီမှာဆိုကျွန်တော် network connection လွတ်သွားလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီစကူကိုပြန်ထည့်ကြည့်မယ်နော် အပြန်ထည့်ကြည့်မယ်ဆိုတော့ okay to this school ကိုကျွန်တော်ပြန်ထည့်မယ် okay အဲ့တော့ဒီမှာလေးပြန်ထည့်လိုက် to this school ထည့်လိုက်မယ်ပြီးတော့ကျွန်တော် website ကိုဝင်ကြည့်လိုက်မယ်အဲ့မှာ to this school ကိုကျွန်တော်တို့အာ refresh လုပ်ကြည့်လိုက်ဒီတူတူစကူကထဲလို့မရရတယ်တူရပြတိလား အဲ့တချို့ website တွေလက်မခံတာလားအဲ့ဒီသဘောလားမသိဘူးနော်အဲ့ဟုတ်ပြီကျွန်တော်တို့အာဘယ်လိုဆက်လုပ်မလဲဆိုလို့ရှိရင်ဒီ iframe တက်တွေကိုကျွန်တော်က link တစ်ခုနှိပ်တာနဲ့ပြရတဲ့သဘောမျိုးတွားရင်ရောအဲ့ဒုတိယခုမရအောင်ဆိုတော့ channel website ပါရှိမလားအဲ့ website ဆိုပြီးကျွန်တော်ရေးလိုက်မယ်နော် โอเคถ้ามาแล้ว www.website.com ซวยหายเนาะเออที่เว็บไซต์ကိုကျွန်တော်ထည့်မယ်ရောဆိုရင်ရောအဲ့ဒီเว็บไซต์ကိုကျွန်တော်ထည့်ရင်ရောဒီထဲမှာကျွန်တော်ကောက်ထည့်လိုက်မယ်เนาะโอเคဒါ link ကိုပြန်ပေးရမှာเนาะ အာလဲကိုပြန်ပေးမအစာစီ Okay စေးလိုက်မယ်စေးပြီးပြန်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိ Okay refresh လုပ်ကြည့်လိုက်မယ်ဘာပဖြစ်တာလဲ internet connection တွေ့နေရလား internet ကရှိပါတယ် refuse to connect တဲ့ โอเคပါဆိုတော့နောက်တစ်ခုကျွန်တော်တို့ထားပါတော့ဒီ iframe တက်ကဒီလိုဒီလိုထည့်လို့ရရယ်ဆိုတော့နားလည်ပြီးပြီဆိုတော့ကျွန်တော်တို့အဲဒီကဘာလို့ပြမလဲဆိုတော့ iframe တက်တွေအကြောင်းကို iframe ဟောပေါ့နော် YouTube ဗီဒီယိုပေါ့ YouTube autoplay ဆိုပြီးဒီမှာလုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ YouTube ဗီဒီယိုတွေကိုကျွန်တော်တို့ကအဲ iframe တက်ထဲမှာထည့်လို့ရတယ်ဒီမှာဆိုရင်လေ့လာကြည့်လိုက်ပေါ့နော် ဒီမှာဆို YouTube video တခုက Is this the real ကျွန်တော် website ထဲမှာထည့်လို့ရတယ်ပေါ့ကျွန်တော်တို့အဲ့လိုမျိုးရေးလို့ရတယ်အဲ့ဒီမှာဆိုဘယ်လိုရေးမလဲဆိုပြီးထားပါတော့ဒီ my YouTube video ဆိုပြီးကျွန်တော် caption လေးပြင်တက်လိုက်မယ်နော် h1 h2 ဆိုပြီးတော့ my YouTube ဆိုပြီးတော့ YouTube video video ဆိုပြီးတော့လွှတ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ my YouTube video ဆိုပြီးတော့ပေါ်လာပြီဟုတ်တယ်ဟုတ်အဲ့ဒီမှာ ဘယ်လိုလုပ်မလဲဆိုတော့ဆွမ်းနကကျွန်တော်တို့အဲဒီမှာဒီမှာပါတဲ့အတိုင်းလေးရေးမယ် iframe iframe ရဲ့ဒီမှာ www.youtube.abandon ဆိုတဲ့ဟာလေးကိုထည့်ရမှာပေါ့နော် okay ဆိုတော့ iframe ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ရေးရမှာပေါ့နော်အဲ iframe ဆိုတဲ့ဟာလေးရေးရမယ်နောက်တစ်ခုက https နော် www.youtube.com EMBEDDED Abundance ပေါ့နော် Abundance slash ဆိုပြီးတော့ဒီကိုထည့်ခြင်းတဲ့ YouTube video ရဲ့ ID ကိုနောက်ကထည့်ရမယ်ပေါ့နော်အဲကျွန်တော်ထည့်တဲ့ link အမှန်လားမှားလားမကြည့်လိုက်အောင်ပါ ADP ရဲ့ www.youtube.com Abundance ပေါ့နော်ဆိုတော့မှားမှကျွန်တော်ဒီအလေးပြန်ကူးလိုက်မယ်နော် Okay อ๋อ EMBED เนาะ EMBED โอเนาะ EMBED เนาะ event okay အဲ့ event ဆိုရင်ဟာအဲ့နောက်က YouTube video အိုင်ကိုထည့်မယ်အဲ့တော့ကျွန်တော်တို့ YouTube တဲကိုသွားလိုက်မယ်အကိုထည့်ခြင်းတဲ့ video ပေါ့နော်ကိုချိုင်တဲ့ video ဖြစ်ရင်ဖြစ်နားမလို့ရှိရင်ဒီ YouTube YouTube တဲ့ video တစ်ပုတ်ပေါ့နော်ဒီမှာဆိုရင်အဲ့ဒီသချင်းပေါ့ဒီသချင်းပေါ့ဒီသချင်းမှာဆိုဒီမှာနောက်မှာ ID လေးရှိရဒီမှာတွေ့လားဒီမှာ ID လေးပေါ့ v equal to ဆိုတဲ့နောက်က ID လေးရှိအဲ့ဒီ ID လေးကိုကျွန်တော်ယူလိုက်မယ်ကတ်လို့ပြီးတော့ယူလိုက် ကတ်လို့ပြီးယူပြီးတော့ဒီနောက်မှာကောက်ထည့်လိုက်နော်အဲ့ဒီ YouTube video ရဲ့ icon လို့ထည့်ပြီး ID လို့ထည့်ပြီးတော့ကျွန်တော်ကကျွန်တော် website မှာပြမယ် my youtube video ဆိုပြီးတော့ပြမယ်ဒီမှာအဲ့ဒီမှာဖွင့်လိုက်မယ်ဟုတ်လားဒါဆိုရင်ရသွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ website မှာ youtube video ကိုဒီ i frame tag ကိုသုံးပြီးတော့ဖွင့်လိုက်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က border frame border 0ဆိုပြီးပေးထားတယ်နော်သူ့ရဲ့ width တွေ height တွေကိုကျွန်တော်သတ်မှတ်လိုက်လိမ့်မယ်နော် ဝက်ကအဲ100ပါဆန့်ဆိုပြလိုက်မယ်ဆိုရင်ဝက်ကဒီတိရောက်လာတယ်ဒါပေမဲ့ high ကကျတော့တိတ်မပိုင်ဘူးဖြစ်နေနော်အဲ့တော့ high ကိုလည်းသတ်မှတ်မယ်ဆိုတော့ ACIJD high 300 pH 300 pH အ300ပါဆန့်အဲ့ဒါနည်းနည်းနေသေးရ900လောက်ထားလိုက်မယ်ဆို Okay ဒါဆိုကျွန်တော်တို့ရဲ့ website မှာ YouTube video ကိုကျွန်တော်တို့ကောက်ထည့်နိုင်ခဲ့ပြီပေါ့နော်အဲဟုတ်ပြီနော်ဆိုတော့ဒီ iframe တက်လေးကိုကျွန်တော်တို့နားလည်လိမ့်မယ်လို့ပြောလိမ့်တယ်နော် iframe တက်လေးကဘယ်လိုသုံးလဲဆိုလို့ရှိရင် value chain နဲ့သုံးလဲဆိုရင်ကျွန်တော်တို့ website တွေကိုကျွန်တော်တို့တခြား website တွေကျွန်တော်တို့ website ထဲမှာပြကြည့်ရင် iframe တက်တွေကိုသုံးနေတယ်နောက်တစ်နည်းကအဲကျွန်တော်တို့ YouTube video တွေကိုကျွန်တော်တို့က ကို iframe တက်ထဲမှာထည့်ပြီးတော့လဲတုံးနေပေါ့နော်အဲ့လိုမျိုးလေးတုံးနေ Okay ဒါဆိုရင်ဒီ YouTube ရဲ့ video ID လေးကိုဒီနောက်မှာကျွန်တော်တို့ကထည့်နေနေတယ်ဒါကျွန်တော်ရရဖဲပြီးတော့မဆိုပေါ့နော်အဒီမှာဆိုလို့ရှိရင်ဒီသချင်းပေါ့ဒီမှာဆိုရင်ဒီကျွန်တော် G5 ရဲ့သချင်းကိုကျွန်တော်ထည့်မယ်ဆိုရင်ဒီနောက်က ID လေးကိုအဲ့ဒီမှာ ID ကပြောင်းသွားရင်နော်ဒီ ID လေးကိုကျွန်တော်ထည့်လိုက်အဲ့တော့ cut လုပ်လိုက်မယ် cut လုပ်ပြီးတော့ဒီမှာ count ထည့်လိုက်မယ် Okay ပြီးတော့ save လိုက်မယ်။ RDG ဖတ်ရဲ့ idea ကျွန်တော်တို့ my YouTube video ဆိုမှာဒီမှာပါလာတယ်เนาะ G ဖတ်ဆိုပြီးတော့ပါလာတယ်เนาะ။ဒါဆိုရင်ကျွန်တော်နားလည်လိမ့်မယ်လို့เนาะကျွန်တော်တို့ဒါ YouTube မှာရှိတဲ့ video တွေကိုကျွန်တော် iPhone တက်သုံးပြီးတော့ဒါသုံးလိုက်တာပေါ့เนาะ။ဒီရှိရဟာလေးကတော့ကျွန်တော်တို့အသေးပဲပေါ့နော် abandon ဆိုရဲဒီ ठी ကတော့အသေးပဲနောက်ကဒီ ID လေးပဲပြောင်းသွားမှာပေါ့နော်ဝေးရ high ကတော့ကျွန်တော်လိုသလိုမျိုးဒါတော့အမှာပေါ့အဲ့တော့နောက်တစ်ခုရှိတာဒီဒီဟာကြီးပေါ့ ဒီကောင်းစီလေးကိုကျွန်တော်ကစာတန်းပြေးလေးနဲ့ပြချင်ဘူးလို့လုပ်လဲဆိုဒါလေးကိုကတ်လုပ်လိုက်မယ်မာကီမာကီဆိုတဲ့တက်လေးနဲ့ကျွန်တော်တုံးလိုက်မယ်ပေါ့နော် PAB ရဲ့ direction လို့ရှိတယ်အဲ့မှာ left right ပေါ့နော်အဲ့ဒါပြီးမှပြောင်းမယ်ကျွန်တော်တို့ဒီမှာ my youtube video ဆိုတာလေးကိုအဲ့ဒီ chart ထဲမှာကျွန်တော်ထည့်လိုက်မယ်ဒီမှာ mark တက်ထဲမှာထည့်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဟာလေးကစာတန်းပြေးလေးနဲ့ဖြစ်သွားလိမ့်မယ် okay ဆိုတော့ကျွန်တော်ဒီမှာ ကြည့်ကြည့်လိုက်မယ်ဆိုဒီမှာ my youtube video ဆိုတာလေးอ่ะစာတမ်းပြေးလေးနဲ့ဖြစ်နေပေါ့အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ marquee ဆိုတဲ့တက်လေးထဲမှာသုံးလိုက်တာပေါ့အဲ့တော့သူ့ရဲ့ direction တွေက left to right တို့လားမသိဘူးပေါ့เนาะအဲ့လိုမျိုးရှိရယ် right တို့ရေးကြည့်လိုက်မယ် ing right ဆိုပြီးတော့ upload နေလဲပေါ့เนาะအဲ့ဒါဆိုရင်ညာဘက်ကိုသွားရတွေ့လားเนาะဆောနာကဘေးကနေညာအခု direction ကို right ဆိုပြောရတဲ့ချိန်မှာဒီမှာညာဘက်ကိုသွားရပေါ့เนาะ okay အဲ့ကျွန်တော် ကျွန်တော်တို့မာကွီးရဲ့ဒါမာကွီးတက်ရဲ့ဒါဟွာလေးပေါ့နော်ဒါမာကွီးတက်ပေါ့နော်ဟုတ်ပြီနော်သူ့မှာ direction ရှိတယ် direction ဆို attribute ရှိတယ်အဲ့ဒီမှာ left and right ဆိုပြီးကျွန်တော်တို့ကပေးလိုက်လို့ရတယ်နော်နောက်တစ်ခေါက်တချို့ဒီ top reporting ရှိနေတယ်ကျွန်တော်ရေးကြည့်လိုက်မယ်နော် top ဆိုပြီးရေးကြည့်လိုက် okay ရေးကြည့်လိုက်မယ်ဆိုရင် तू ကအော်မရဘူးပေါ့နော် top တွေ top တွေပါရတော့မရဘူး left and right ပဲရနော် အဲ့တော့ button လည်းမရအောင်နဲ့တွေ့နော်အဲ့တော့ right လိုပဲရေးကြည့်ရမယ်နော် left လိုပဲရေးကြည့်အဲ့တော့ default ကတော့ default ကတော့ပါလေ default ကတော့ပဲဟိုပဲညာပဲညာနေပြီးတော့ပဲဟိုသွားတာနော်သူ့ရဲ့ပုံစံလေးရတယ်နော် okay ပါဆိုတော့အဲကျွန်တော်တို့ဒါတော့သူ့ default ပေါ့နော်အဲ့ဒီမှာ bab ရရှိတယ်အဲ့ဒီ bab ရောပါရရှိလဲပေါ့အဲ့ကျွန်တော်တို့ google မှာခောက်ကြည့်လိုက်လို့ရတယ်အဲ html amea juee B E B B H A P I O U B A B A ဆိုပြီးဒီမှာပေါ်လာတယ်ပေါ့နော်အဲအဲ့ဒီမှာဆိုလို့ရှိရင်ဘယ်ညာလေးဘလိုလေးဘလိုလေးသွားရတဲ့ဟာလေးဒီမှာအကုန်ပါတယ်ပေါ့နော်ဒီမှာ to three school ဆိုပြီးရော Okay အပီးပီးရတယ်ဒီမှာကြည့်ကြည့်အောင်ဘာတွေပါလဲပေါ့အော်ဒီမှာ alternate ပေါ့နော်ဒီမှာ slide တို့ scope တို့ alternate ဆိုတာရှင်เนาะ and ရအနေဒီ alternate ဆိုတာရွေးကြည့်လိုက်အောင် and ရ and alternate ဆိုရွေးကြည့်လိုက်ဒါဆိုရင်သူ့ရဲ့ pab ကဘယ်လိုဖြစ်သွားမလဲအဲမန်ယူကြီးဗီဒီယိုဆိုပြီးတော့သွားမယ်ပြီးလို့ရှိရင် do do လာမယ် do လာပြီးလို့ရှိရင် do ပြန်သွားလိမ့်မယ်နော်ဒီလိုလာပြီးရောဒီလိုပြန်သွားလိုက်ပြီးတော့ဟိုဘက်ဒီဘက်ကန်နေအောင်ပေါ့နော် အော်ဒါနဲ့လေးရတကယ်ဒီမာယူချူပြီးလို့လေးရဒီကိုရောက်လာပြီဆိုလို့ရှိရင်ဒီကောင်းစီလေးရဒီဘက်ကိုပြန်လာလိမ့်မယ်အဲ့ဒါအော်ဒါနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီတခုခုလေးလာတဲ့အချိန်မှာအခု ID လိုဟာမျိုးလေးလာမယ်ဆိုရင်တခုခုနားမလည်ရှိရင်ဒီလို Google ကိုခောက်တက်ဖို့လိုတာပေါ့ဒီမှာဆိုရင် slide တို့ scope တို့နော်အဲ့ slide ဆိုတာဟောပါတယ်လေအဲ့ဒါလေးသိချင်ရင်လည်းကျွန်တော်တို့ကဒီ BAB ရမှာအောက်ထည့်ကြည့်လိုက်ပေါ့နော် okay ကြည့်ကြည့်လိုက်မယ် အဲ့ဒီမှာမာယူကျူဗီဒီယိုဆရာလေးဒီလိုလာမယ်ဒါတော့ default ဖြစ်နေမယ်တွေ့သလား slide ID ရလေးအဲ့မာယူကျူဗီဒီယိုအဲ့ဒါတော့ default ပေါ့နော် default ကတော့ဒါ slide ID ဖြစ်နေမယ် okay ပါဆိုအဲ့လိုမျိုးလေးရှိပါတယ်အားလုံးပဲအဲဒီ market တက်လေးတွေပြီးတော့ဒီ iframe တက်လေးတွေကိုသုံးတက်လေးမျိုးပြောလင်ပါတယ်အဲဟုတ်ပြီနော်နားမလည်ရှိရင်လည်းကျွန်တော်တို့ဒီမှာ23 school မှာကျွန်တော်တို့ HTML နဲ့ရာ သွားပြီးကြည့်လို့ရပါတယ်เนาะဒီမှာဆိုရင် ADMA ရဲ့ YouTube ဆိုပြီးလည်းရှိပါတယ်เนาะသူ iframe တက်တယ်ပေါ့เนาะဒီလောက်ဆိုလို့ရှိရင် ADMA အခြေခံလေးကိုဒါ iframe တက်လေးရဲ့သဘောတရားလေးကိုသိသွားပြီလို့ပြောလဲပါတယ်အလုံးပဲနောက်ပြီးတော့မှပြန်လို့တွေ့ကြပါမယ်ပပိုင်ပါ